ားအလုံးဝဲမင်္ဂလာပါအရသမားအပေါင်းသူတို့ကောင်းတို့ကျွန်တော်ဒီနေ့တောက်မဲ့အရက်ကတော့ဂျေဂါမေဆာပဲဖြစ်ပါတယ်ဂျေဂါမေဆာကနော်လေမော်ရဲ့စပြည့်ကဖနီလာရဲ့အဓိကပါဝင်ပြီးတော့တခြားစိဘဝင်တတိတဥတ္တဖူတွေအမြင့်တွေပေါ့နော်အဲ့စိဘဝင်ဟာတွေက56မျိုးနဲ့ထုတ်ထားတဲ့ဂျာမန်လေကွာတမျိုးပဲဖြစ်ပါတယ်အဲ့ဒါကိုတောက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ -80 ဒီဂရီရှိတဲ့ အဲအခန်းထဲမှာထည့်ထားပြီးတော့မှတောက်ရင်ပို့ပြီးတော့အရသာပိုကောင်းတယ်လို့ပြောပါတယ်အဲ့တော့ကျွန်တော်ဟိုဒါ -80 degree ဒီမှာဆိုလို့ရှိရင်ဒီမှာရေခဲတုံးနဲ့ပါခဲထားတယ်ပေါ့နော်အဲ့လိုတောက်ရင်ပိုကောင်းတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးအရသာလေးမိမှဖြစ်ပါတယ်ဒါကတော့ UU -80 degree မှာထားတာဒါကတော့ရေခဲတုံးနဲ့ပါအာကျွန်တော်တို့ freeze လုပ်ထားတဲ့ဟာလေးပေါ့နော်အဲ့နှစ်ခုနဲ့တောက်ပြမှာဖြစ်ပါတယ် ဒီမှာလေသူ့ဒီမှာဒါဆိုနေအရှိန်လွန်သွားပြီဒီမှာဆိုသူ့အမှတ်ကလေးပါအဲ့အမှတ်ကလေးရဲ့အပေါ်ကကျွန်တော်ထင်တာတော့ဒီ Red Bull တို့ဒီတခြားလေဒီဘယ်လိုခေါ်မလဲ energy drink နေနဲ့ရောဖို့အတွက်ကိုအမှတ်ကလေးလုပ်ပေးထားဖြစ်လိမ့်မယ်ကျွန်တော်တို့ဒီတိုင်းနီးတော့မှာဖြစ်ပါတယ်နောက်တစ်မျိုးကတရားလေးနဲ့ okay အနက်က ်အနက်ကဘာနက်နဲ့တူလဲဆိုတော့ချောင်းစုပြောက်စီအနက်လိုလိုပါလို့ဖြစ်နေဒီသူကစမုတ်စပားတို့ဖာလာတို့လေးညင်းတို့အဲ့လိုအနက်မျိုးဖြစ်နေချီရနှခေါင်းနဲ့အငွေးရတက်သွားတာအဲကြောင့်သူကလေကိုဗစ်တုန်းကဒီလေချောင်းနဲ့ဟိုလေချောင်းမှာပိုးရှင်းအောင်ဆိုပြီးတောက်ကြတာလေအဲဒါကြောင့်တောက်ကြတာဖြစ်နေမြေကိုဗစ်တုန်းကလည်းသူတို့က ဟိုဂျမ်ဂျာမနီမှာဆိုလို့ရှိရင်ဆေးရုံတွေကိုတို့ကဒါတွေကိုဂါလန်လိုက်တွေလှူလှူတယ်ပေါ့နော်ဒီဒီဆေးရုံမှာတက်နေတဲ့ကိုဗစ်လူနာတွေအတွက်ဆိုပြီးတော့တို့ရဲ့ website ထဲမှာလည်းရေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မီးမာကဂျေဂါမစ်ဆာနဲ့မီးမာဒါနှစ်တရာသီးနှစ်တရာသီးရဲ့ဒါရုံးမရီသီးကိုပြုတ်ထားတာဒါကရုံးမရီသီးကိုဒါရခိုင်လိုငပိလေးနဲ့ချက်ထားငေယုတ်သီးလေးနဲ့ လေးလည်းကောင်းဒါအာလူကြော်လေးအာလူကိုငရုတ်လေးနဲ့ကြော်ထားတာဒါအာလူကြော်က ready made မဟုတ်ဘူးဥပမာကိုအာလူကိုလှီးပြီးတော့ကြော်တာပေါ့နော် ready made အာလူကြော်တွေကကင်စာဖြစ်ဖို့များတယ်လို့ချို့တွေကပြောကြတယ်နော်အဲ့တော့နောက်ပိုင်းကျွန်တော်ကအာလူကိုကိုရဲ့အိမ်မှာချောင်းလေးတွေချောင်းပြီးတော့ကြော်ရဲဒါကကျွန်တော်ဘေးကနေပြီးတော့လက်ဆောင်ပို့ပေးလိုက်တာဟိုပါပေါ့ ဒီပင်လေပင်လေငါးတမျိုးအချောက်လန်းလာတာဝါးလိုက်ရင်သူကဆက်သားကြောက်လို့ပဲ